။တရင်နာလက်နက်ကင်အဖွဲ့အစည်းတွေရဲ့လူလားချက်တွေကိုအလို့သဘောပြောဆိုဆွေးနွေးပြီးသဘောတူညီမှုရရှိမှသာလွှတ်တော်မှာအတည်ပြုတာကပိုပြီးကောင်းမွန်တယ်လို့စီးရင်းနဲ့နိုင်ငံရေးအကြက်ခက်တွေကစီရင်နာတင်ထောင်တာကိုပြောပါရယ်။အဲ့ဒီလိုအလို့သဘောပြောဆိုဆွေးနွေးမှုမရှိဘဲလွှတ်တော်မှာသာဆွေးနွေးမယ်ဆိုပါကစနေစမူကြာနိုင်ကြောင်းငင်းကြဲလုပ်ငန်းစဉ်မှာပါဝင်လှုပ်ဆောင်နေသူဦးခွန်ဆိုင်ကစီရင်နာတင်ထောင်တာကိုပြောပါရယ်။လို့တော်ရဲမှာပြောဆိုရတဲ့ဟာတွေကဒါတွေကတရုတ်ဝင်ပြောဆိုတဲ့ဟာတွေဖြစ်တယ် ဒီပုံစံနဲ့လွတ်တော်အတွင်းမှာပဲဖြည့်ရှင်းမယ်ဆိုရင်သူကတိတ်ပြတော့မှကြာမယ်ဆယ်နှစ်ဆယ်မိုးတော့ကြာမယ်ကျွန်တော်တို့ရဲ့ဒီနိုင်ငံရေးဆွေးနွေးပွဲတွေလုပ်ခဲ့တဲ့အခါကျတော့ဘာလဲဆိုတော့ပြပနာပေါ်လာပြီဆိုလို့ရှိရင်ဆွေးအစည်းအဝေးတွေအကုန်ရပ်တော့မှတခါလေအချင်းချင်းအလွတ်သဘောအကျင်များစွာတွေ့တယ်အကျင်များစွာညင်ခုံပြတော့မှအဖြေရှာတယ် အဖြေရှာလို့ရတဲ့အခါကျတော့မှအစည်းဝေးပြန်လုပ်ပြီးတော့မှတည်ပြူတယ်။အဲ့လိုမျိုးဖြစ်တယ်။ဒီလွတ်တော်ထဲမှာလုပ်မယ်ဆိုလို့ရှိရင်လည်းအဲ့ဒီအတိုင်းပဲဖြစ်မှာပဲ။ပြဿနာတစ်ခုကိုအပြင်မှာအရင်ဆုံးပြောရမှာဖြစ်တယ်။အပြင်မှာအားလုံးအလို့သဘောပြောမှုသဘောတူပြီးတဲ့အခါကျတော့မှလွတ်တော်ထဲမှာတွားပြီးတော့မှအတည်ပြူတာပိုအကောင်းဆုံးပါပဲ။ကျွန်တော်ပြောရတဲ့ဥစ္စာတော့ဒီအတိုးဆုံးနီးလာမယ်ပေါ့။ဒီထက် အထက်ပိုတိုးသလိုရှိနော်တချို့ကြီးပဲဖြစ်ဖြစ်ကျွန်တော်တို့အတိုက်ခံနေပြီဗျာကျွန်တော်တို့လက်နက်ချပါပြီဗျာလို့အဲ့လိုပြောနေပြီးတော့မှာပေါ့ဗျာရွှေကောက်ပွဲကျင်းပပြီးလှတ်တော်ပေါ်ပေါက်ကဒီမိုကရေစီလမ်းကြောင်းပေါ်ရှောက်လန်းနိုင်ချိန်မှာလက်နက်ဆွဲကင်ပြီးမိမိတို့လူလားချက်တွေကိုတောင်းဆိုတာလက်နက်ကင်လမ်းစဉ်ကိုဖတ်တွေ့ပြီးလူမျိုးဆဲဒေတာဆွဲကြီးမားစွာနဲ့မိမိတို့ရဲ့ဆန္ဒကိုသာလှုံ့ဆော်ဖန်တီးတာမျိုးကဒီမိုကရေစီနဲ့တွေ့ဖက်နေကြောင်းနာဆကဥက္ကရာမှာဂျွန်လ25ရက်နေ့ကဒင်းကျိုင်းဖိုရန်အဖွဲ့မင်းကိုမှပြောကြားခဲ့တာပါ လက်နက်ကင်တွေအနေနဲ့မိမိတို့ရဲ့လူလားချက်တွေကိုလွတ်တော်အသီးသီးမှာဆွေးနွေးဆုံးဖြတ်ဆောင်ရွက်အတိပြုသွားကြရမှာဖြစ်ကြောင်းလည်းသူကပြောခဲ့တာပါလော်ယိုးလုံးစင်အရာဆိုပါကလွတ်တော်မှာအတိပြုတာဟာနောက်ဆုံးအဆင့်ဖြစ်ပြီးလွတ်တော်ကိုမရောက်ခင်ကာလမှာကျွတ်တင်ညီတိုင်းဆွေးနွေးကအပေးယူလုပ်ရတာတွေရှိတယ်လို့ရန်ကုန်ဆောင်ကြီးအဖွဲ့တည်ထောင်သူဒေါက်တာညိုညိုသိန်းက CNN တင်ဒင်းဌာနကိုပြောပါတယ်တို့တော့အဲ့ဒီ factor အထိမရောက်ခင်ချက်ကြပါတော့เนาะ ဖြစ်တော်တစ်ခုကိုဒီအစိုးပြချက်တစ်ခုရောက်လာဖို့ဆိုတဲ့နေရာမှာအက်ဆိုင်ကအဖွဲ့ PCP ကကြိုတင်ညှိနှိုင်းဆွေးနွေးအပြီးလုပ်ရတာလေးရှိတယ်ပေါ့နော်အဲ့ဒီလိုတက်ဆိုင်ရအဖွဲ့အစည်းတွေကလည်းမဆွေးနွေးတာတွေညှိနှိုင်းတာတွေဟိုတိုင်ပင်တာတွေအ short အ short အတင်းလောက်ကြတယ်ကိုခုနကငင်းငယ်ကြိုးတော်ဆောင်အဖွဲ့လို့ခုနကအစိုးရအဖွဲ့ထားတဲ့ NSPNC လို့ပေါ့ကအင်းချင်းပြီးတော့ဒီ package ပေါ့ package 到冬天也没再接触过，我接触过另外呢，搞天、啊啊啊、生氨、啊，呃、like 啊，能源接触多了啵，那你能源接触过，那哈，主要嘞啊，风光、太阳能呢，搞那 energy energy，那 energy energy，了啵，你那边那边应该在哪做啊？主要生产也是那，你那什么啊，你么能源生产比较啊，energy energy，你那边那边能源生 based movement ခုနကလွန်လပ်တဲ့အာညီငယ်အကျိုးတောင်ဆောင်တွေပါဝင်ပြီးတော့အဲ့ဒီ package ပေါ့သဘောတူညီမှု package ပေါ့နော်ညီငယ်ပတ်သက်ခုပေါ့ reconciliation package ခုပေါ့အဲ့ဒီ package ခုကိုလုပ်ဖို့လို့နော်အဲ့ဒီလုပ်ငန်းစဉ်ကိုလုပ်အောင်အဲ့ဒီလိုလုပ်ပြီးမှအဲ့ဒီလုပ်ငန်းစဉ်ကိုအားလုံးသဘောတူပြီဘာကြီးနိုင်လို့သဘောတူပြီဆိုတော့ဗာဒါလျှောက်တော့ပြင်ရပြီးတော့နောင်ပေါ်လာမယ်လျှောက်တော့ပြင်ရပြီးတော့အစီအစဉ်ချက်ရရပါမှာဖြစ်တယ်ပေါ့ လက်ရှိမြန်မာနိုင်ငံ၏အခင်းအကျင်းဖြစ်ရှင်ရမှာငင်းကြဲရင်နဲ့တွေ့ဆုံဆွေးနွေးမှုတွေမှာမြန်မာတိုက်ပွဲဖြစ်ပွားနေတဲ့လက်နက်ကိုင်အင်အားစုတွေပါဝင်လာနိုင်ရေးအစိုးရမဟုတ်တဲ့ငင်းကြဲရင်အကျိုးတော်ဆောင်အဖွဲ့ဖွဲ့စည်းဖို့ငင်းကြဲရင်ဖိုရမ်2025မှာဆွေးနွေးခဲ့ကြကြောင်းသိရပါဗျ။ဒါပေမဲ့လည်းမြန်မာတိုက်ပွဲဖြစ်ပွားနေတဲ့လက်နက်ကိုင်အင်အားစုတွေမှာတော့လက်ရှိအချိန်ထိတွေ့ကြည့်မှဆွေးနွေးစရာမရှိဆိုတဲ့စာပုတ်ကပို့ပြီးတော့ကျေပြတ်နေသေးတဲ့အတွက်ငင်းကြဲရင်မှာပါဝင်လာနိုင်ဖွယ်မရှိသေးကြောင်းလဲစီးရင်နိုင်ငံရေးအကဲခတ်တွေကတုံ့တက်ကြပါဗျ။